အေအေကပဲစစ်ကောင်စီကိုဖြိုချနိုင်မယ်အခုမြန်မာပြည်ကစစ်အာဏာရှင်မြစ်ပြတ်ချိန်မွေးရေးတပ်ဖွဲ့တွေမှာစစ်အာဏာရှင်မင်းအွန်လိုင်းကို တိုင်ရင်တိုင်းနဲ့နဲ့ကိုင်းအရကတော်အေအေကပဲဖြိုချနိုင်မယ်လို့အရှာတိုင်းသတင်းဌာနကဖော်ပြထားပါတယ်အခုမက်စလာ26ရက်နေ့ကထုတ်ပြန်လိုက်တဲ့ American Army Hold the Key of the Breaking Myanmar Gender ဆိုတဲ့သတင်းမှာဖော်ပြထားတာလည်းဖြစ်ပါတယ်မြန်မာစစ်အာဏာရှင်ကိုဖြိုချဖို့အရကတော်အေအေကအဓိကတော့ချက်ဖြစ်တယ်လို့လည်းအရှာတိုင်းသတင်းဌာနကဖော်ပြတဲ့သတင်းမှာထည့်သွင်းဖော်ပြထားတာလည်းဖြစ်ပါတယ်အရှာတိုင်းသတင်း င်လာကတော့ဂုံတိခါကြီးမာပြီးတော့အာရှဒေသတွင်းမှာတော့သတင်းဌာနကြီးတခုလည်းဖြစ်ပါတယ်။အဲ့ဒီသတင်းဖော်ပြချက်ထဲမှာတော့ရခိုင်တပြည်လုံးကိုတိမ့်ပိုက်စိုးမိုးထားတဲ့အာရခတတော်ဟာမြန်မာပြည်တွင်းတော်လိုင်းနဲ့တကန်အဖွဲ့အစည်းထဲမှာနေမြေစိုးမိုးမှုအားသာချက်တွေနဲ့ကိုပိုင်စည်ရေးစိုးမိုးချက်တွေချမှတ်နိုင်တဲ့တခုတည်းသောအဖွဲ့အစည်းဖြစ်တာကြောင့်မြန်မာပြည်စည်ရေးခြေနေကိုထိတိယယောက်ဥတီပြောင်းလဲပေးနိုင်တယ်လို့လည်းသုံးသပ်ပြောဆိုထားပါတယ်။တိတုညာနှစ်ကွန်စစ်စင်ရေးအဖြစ်ကိုကန်တဲ့ MNDA နဲ့တအောင်းတက် TNL ညီနာမဟာမိတ်တွေနဲ့အတူလက်တွဲတပ်ပွဲဝင်ခဲ့တဲ့အာရခတတော် A ဟာ2023ခုနှစ် နိုဝင်ဘာလ23ရက်နေ့ကစပြီးတော့ရခိုင်ပြည်တွင်းတပ်ဖွဲ့တွေမှာကြောက်ပြူစစ်တွေနဲ့မန်အောင်မြို့ကလွဲလို့ကြံနေသေးတဲ့မြို့တွေအားလုံးကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ရခိုင်ရဟုမကိုကျော်လင်္ကာမြောင်းပြီးအလဲပိုင်းမကွေးပကိုးနဲ့အေရဝတီတိုင်းတွေမှာပါထိုးစစ်ဆင်တိုက်ခိုက်နေတာတော့စစ်ပောင်ကျပြတ်လာပြီလို့လည်းပြောဆိုထားပါတယ်။ဒါကြောင့်ရခိုင်ပြည်အပြင်ရဟုမကိုကျော်လို့စစ်မျက်နှာကြီးနှစ်ခုဖြန့်ထားတဲ့အေဟာရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ကြာရှိနေတဲ့မြို့၃မြို့ကိုသာသိမ်းပိုက်နိုင်လို့ရှိရင်တော့အဓိကစစ်ဆင်ရေးကြီးတွေကိုပုံမိုလှောက်ဆောင်လာနိုင်ပြီးအေရဲ့စီးရေးဆုံးဖြတ်ချက်ဟာမြန်မာတပီလုံးရဲ့စီးရေးအခြေအနေကိုပါတက်ရောက်လာနိုင်တယ်လို့လည်းသတင်း မှာပေါ်ပြထားပါတယ်။ဒါ့အပြင်အရကတော် A ကတိမဲ့ဖို့ကြံနေသေးတဲ့၃မြို့တွေကစစ်တွေနဲ့ကြောက်ဖြူမြို့တွေဟာတင်လယ်နားမှာရှိတဲ့စိတ်ကမ်းမြို့တွေဖြစ်တာကြောင့်တဘောတံငွေတွေထွက်ရှိမှုကလည်းစစ်ကောင်စီတဲ့ငွေကြေးထပ်ပတ်မှုအရင်းမြစ်တွေဖြစ်နေတာကြောင့်စစ်ကောင်စီဘက်ကအဲ့ဒီမြို့နှမြို့ကိုလက်နွေရည်ခံစစ်ခိုင်မှာတိဆောက်ကရေချောင်းလေချောင်းအစုံနဲ့ခုခံနေတာကြောင့်တိုက်ပွဲအပြင်းထန်ဖြစ်ပေါ်လာနေတယ်လို့လည်းထည့်သွင်းဖော်ပြထားပါတယ်။အခုလက်ရှိရခိုင်မှာအခတော် A ကတိမဲ့ဖို့ကြံနေသေးတဲ့မြို့နယ်၃ခုတည်းကအနာဂတ်စစ်မျက်နှာကမန်အောင်ကျွန်းဖြစ်တယ်လို့လည်းရခိုင်နိုင်ငံရေးသမားဒေါက်တာအေးမောင်ကနေပြည်တော်မှာလှုပ်တဲ့ညဉ့်ညဉ့်ဆွေးနွေးပွဲမှာတော့မ မီဒီယာတွေကိုပြောဆိုထားပါတယ်စစ်တွေကြောက်ပြမန်အောင်သုံးွင့်ဆိုင်ပြီးအနာဂတ်စစ်မျက်နှာကအရေးကြီးတာကတော့မန်အောင်ကျွတ်မှာပဲမန်အောင်ကျွတ်ဘယ်လိုနေပြည်တော်ပြည်အောင်တစ်ဖက်ကဘယ်လိုလုပ်မှာလဲအပီစ်ပြည်အောင်ဘယ်လိုလုပ်မှာလဲဆိုပြီးတော့ဒေါက်တာအေမောင်ကပြောဆိုထားပါတယ်မြန်မာနိုင်ငံလုံးနဲ့ပတ်သက်တဲ့အရာတွေကအမေရိကန်သမ္မတနဲ့အမေရိကန်သမ္မတထွန်ရန်2.0လက်ထက်မှာပုံစံပြောင်းလဲမှုတွေရှိသွားပြီးအဲ့ဒီပြောင်းလဲမှုတွေမှာအပေါ်မှာအေးပါဝင်မြောက်ပိုင်းညီနောင်သုံးဘက်ကိုလည်းရိုက်ခတ်မှုတွေရှိသွားနိုင်တယ်ဆိုပြီးတော့လည်းဒေါက်တာအေမောင်ကတော့ရှုမြင်နေပါတယ် ခုလက်ရှိမှာလည်းကြောက်ပြူဒေသမှာပုဂ္ဂလိကလုံခြုံရေးနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေဟာလည်းရောက်ရှိနေတာရှိရောက်ရှိနေတာတွေရှိပြီးတော့တရုတ်ယင်းနိမိတ်ကအများဆုံးရှိနေတဲ့ကြောက်ပြူဒေသကိုနေရာမှာတပ်ဖွဲ့တွေဖြစ်လာခဲ့ရင်လည်းတရုတ်အနေနဲ့လည်းသူတို့အကျိုးစီးပွားရှိရာပိုင်လဲတစ်လျှောက်ကိုတော့ကာကွယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဒေါက်တာအေးမောင်ကပြောဆိုထားပါတယ်။ဒါပြင်အရကတော့အေးနဲ့ရေရှည်စစ်ကိုသွားမယ်ဆိုရင်ကမ်းမြောက်ဒေသဖြစ်တဲ့ရခိုင်ဒေသရဲ့အနောက်ဘက်ကရန်ကုန်လည်းရေရှည်တောင်းခံနိုင်ဖို့အလွန်တရာခက်ခဲတယ်ဆိုတာကိုမြင်လာခဲ့ရင်အေးအနေနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေလှုပ်လာရမှာဖြစ်တယ်လို့လည်းဒေါက်တာအေးမောင်ကတော့ပြောဆိုထားပါတယ်။အာရှတိုင်းသတင်းထဲမှာတော့အခုလာ မဲ့မိုးရွာစီမတိုင်ခင်မှာအရတော်အေရာရခိုင်မှာတိမ့်ဖို့ကြံနေတဲ့စစ်တွေနဲ့ကြောက်ပြမျိုးတွေကိုအပိသက်တိမ့်ပဲ့နိုင်တဲ့မျိုးတွေလည်းဖော်ပြထားပါတယ်။ ခုလည်းအဲ့ဒီမျိုးနှမျိုးကိုသိမ်းမနိုင်မှုတွေထိုးစစ်အရှိန်မြင့်နေတယ်လို့လည်းဆိုပါတယ်။လက်ရှိအချိန်တွေအရပြည်နယ်မြို့တော်စစ်တွေတဝိုင်းနဲ့တောင်မဲ့ကီလိုမီတာ130ကြောက်ပြည်မျိုးအနီးနဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဒညဝတီရေတပ်စခန်းနဲ့မြောက်ဘက်နယ်စပ်မှာရှိတဲ့တရုတ်နယ်စပ်မှာရှိမြောက်ဘက်နယ်စပ်မှာရှိတဲ့တရုတ်တဘာဝတောင်ရေပတ်လိုင်းလို့ပါဝင်တဲ့တဘာဝတောင်ရေပတ်လိုင်းလို့ပါဝင်တဲ့နေရာမှာတော့တိုက်ပွဲတွေဖြစ်နေတယ်လို့လည်းဖော်ပြထားပါတယ်။အဲဒါအပြင်အာဂရတော်အေအနေနဲ့ပြည်သူ့ကာကွယ်တပ်တွေနဲ့ပူးပေါင်းပြီးတော့အခု2025ခုနှစ်ဇန်နဝါရီလကစလို့ရခိုင်ရုံးမှတောင်တန်းတစ်ချောင်းနဲ့ရခိုင်ရုံးမှအရှိတ်ချမ်းနေကိုစစ်ရေးတိုးချဲ့နေတာထိုးစစ်ဆင်နေတယ်လို့မြန်မာ ုင်ငံအလဲပိုင်းမကွေးပဲခူးနဲ့အေယာဝတိုင်းဒေသကြီးတွေကိုလည်းထိုးစစ်ဆင်လာပြီလို့လည်းသတင်းထဲမှာတော့ဖော်ပြထားပါဗျာအခုလက်ရှိစေအခြေအနေအရအေယာဝတိုင်းပဒိန်ခရံရေကြီးမြို့နယ်မှာရှိတဲ့ငရေတောင်အနီးမှာအခရတော်အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့ပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်နေတယ်လို့လည်းဒေသသွင်းသတင်းမီဒီယာတွေနဲ့စီးရေးသတင်းမီဒီယာလည်းပြောဆိုထားပါဗျာကြည်ရတာသူတို့အတော်လေးအရင်နေမုံရတဲ့စစ်ကောင်စီအနေနဲ့လေချောင်းပစ်ကူအနေနဲ့ MI70 Helicopter ရော Y20 နဲ့ရောကူပစ်ပေးနေရတယ်လို့လည်းရေကြီးကတိုက်ပွဲအခြေအနေကိုတော့ဒေသခံစီးရေးသတင်းမီကပြောဆိုထားပါဗျာအခုမက်ဆန်26ရက်နေ့ကလည်းစစ်ကောင်စီရဲ့လေချောင်းနဲ့ပစ်ခတ်မှုကြောင့်ဒေသဖုံးကြီးကြောင့်မှလည်း ည်းပျက်စီးသွားတယ်လို့လည်းဆိုပါတယ်အဲ့ဒီလိုပဲရေကြီးမြို့နယ်အမြောက်တပ်၃လေးကနေလည်းလက်ကြီးတွေနဲ့ပြစ်ကူပေးနေလို့မြို့ကန်ဒေသတွေကကြောက်လန့်နေကြပြီးထွက်ပြေးတိမ်းရှောင်မှုပြင်ဆင်နေကြတယ်လို့လည်းတိုက်ပွဲအခြေအနေကိုဒေသသွင်းသတင်းမီဒီယာတွေကပြောဆိုထားပါတယ်တိုက်ပွဲတွေကြောင့်ရေကြီးမြို့ကဒေသခံတွေကတော့စစ်ဘေးရှောင်နေကြလို့လည်းစစ်ကောင်စီရဲ့ရင်းနဲ့ရင်းနဲ့တန်ကတန်းချောင်းကားလမ်းကိုတော့အားကြီးပိတ်ထားတယ်လို့လည်းဒေသခံတွေကပြောဆိုထားပါတယ်ဒေသခံစီသတင်းမီဒီယာပြောဆိုချက်တွေကအခုငကြေးတောင်အနီးမှာတော့ Shop View Chan ဘာဘာ Chan တွေရှိနေပြီးတော့စစ်ကောင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မီးလောင်ပျက်စီးနေတယ်လို့လည်းပြောဆိုထားပါတယ်အခုလက်ရှိရေကြီးမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်နေတာကြောင့်စီရေးရ ရှုံးနေတဲ့စစ်ကောင်စီကတော့ငတိုင်းကျောင်းမြို့နယ်အနီးမှာရှိတဲ့တောင်မွေးတော်ဖရားကုန်းတရချောင်းဆက်ရနေရတယ်မှာကရိုချင်းနဲ့တူပြီးတော့ခုခံမှုပြင်ဆင်နေတယ်လို့လည်းပြောဆိုထားပါတယ်အခုမလာစနေနေ့နေ့လပိုင်းကလည်းပသိမ်မြို့နရခတောင်မွေးဘဝနေစစ်ကောင်စီလေရင်ကလေကြီးမြို့အနီးနဲ့ရခိုင်ညူမဘက်ကိုပြန်သွားတယ်လို့ပသိမ်ဒေသခံတွေကလည်းပြောဆိုထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်နှစ်ဝက်အတွင်းမှာတော့ငပလီမောင်တော်မောင်ရွှေလေးတဲ့စကန်တွေကိုအကောင့်နဲ့အကောင့်နဲ့စိတ်ကန်းရတဲ့စကန်တွေကိုအကတော်အေးကအနိုင်တက်ခတ်နေတာကြောင့်နောက်ဆုံးမှာတော့အကတော်အေးကတိုက်ပွဲတွေမှာအနိုင်ရဖို့လှလှရှိနေတယ်လို့လည်းသတင်းမှာတုံ့သက်ဖော်ပြထားပါတယ်